အွန်လိုင်းလိမ်လည်မှုနဲ့ဒူးဆိုင်မှုလုပ်ငန်းများတွင်ဆက်ဆက်ပါဝင်ခဲ့ကြရပြီးပြည်ပနိုင်ငံသား36ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့အထက်မှလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါသည်။ထိုင်းနိုင်ငံပါဝင်အိန္ဒိယနိုင်ငံအချို့ကိုတဆင့်ခံဖျက်ဆီးပြီးမြန်မာနိုင်ငံတွင်သို့နှဲဆက်လမ်းကြောင်းများမှတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ် မြောက်ရီမြို့ရှေကုတ်ကုန်းမဲထော်တလေးနေကြောက်ခက်နေမြများတွင်အွန်လိုင်းလောင်းကစားမှုများအွန်လိုင်းလည်လည်မှုများဒူးဆိုင်မှုများကျူးလွန်ခဲ့ကြတဲ့ပါကစ္စတန်နိုင်ငံသား35ဦးတောင်အာဖရိကနိုင်ငံသား2ဦးဗီယက်နမ်နိုင်ငံသား211ဦးနဲ့အီသီယိုးပီးယားနိုင်ငံသား89ဦးစုစုပေါင်း336ဦးအားမြန်မာထိုင်းအမှတ်နှင့်ချစ်စီရေတားမှတဆင့်မေလ13ရက်နေ့မှာထပ်မံလွှင့်ပြောင်းပေးခဲ့ကြောင်းသိရပါသည်ဇန်နဝါရီလ30ရက်မှမေလ13ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား စစ်စုပေါင်း959ဦးကိုစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့က၎င်းတို့နှက်မှ1132ဦးကိုထိုင်းနိုင်ငံမှတဆင့်တပ်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံနည်းများတဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးတန်ရှိတဲ့ပြည်ပနိုင်ငံသား928ဦးကိုတပ်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသိဖြစ်နေပြီဖြစ်ကြောင်းနေ၎င်းတို့ကိုကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားရှိကြောင်းသိရပါသည် နိုင်ငံတော်အနေဖြင့် online scan center လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသူများနဲ့နောက်ွယ်မှကြိုးကိုင်းတဲ့နိုင်ငံသားများကိုဖော်ထုတ်ဖန်ဆီးပြီးအေးအေးယူနိုင်ရေးဆောင်ရွက်ရှိတဲ့ပြင်အကြောင်းမျိုးမျိုးကြောင့်ဒုက္ခရောက်နေကြတဲ့နိုင်ငံသားများနဲ့လူကုန်ကူးခံရတဲ့နိုင်ငံသားများကိုသက်ဆိုင်ရာနိုင်ငံများသို့အမြန်ဆုံးပြည်နယ်လျှောက်ပေးနိုင်ရေးပူးပေါင်းဆောင်ရွက်ရှိကြောင်းသိရပါတယ်။